မိတ်ဆွေတို့မိမလကျွန်းလို့ပြောလိုက်ဘာလို့အရင်ပြင်းမြင်လဲဟုတ်ပါတယ်ရင်ငန်တရုတ်ပိုင်ဆန်ဆိုးတဲ့ရင်ငန်ပိုင်ဥရှင်ကြီးပါဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့မိမလကျွန်းပေါ်မှာပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့နောက်ဝတ်တော်ဖရာဒါမှမဟုတ်ဂမ်မီယဆန်တော်မြောက်တရားဖရာအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာမိမလကျွန်းဆိုတာ ERI တိုင်းဘုဂလီမြို့နယ်ထဲကကျွန်းကြီးတစ်ကျွန်းဒါမှမဟုတ်ကျွန်းညိုကြီးလို့လည်းလူသိများပါတယ် နောက်ပြီးတော့နတ်ဥရှင်လို့ခေါ်တဲ့ရင်ငံမိုက်ဥရှင်ကြီးနဲ့ဆက်ဆက်ပြီးတော့တမိုင်းမှာကြော်ကြားလွန်းလာပါတယ်။ရင်ငံမိချောင်းတွေရှင်တန်ပောက်ဖွားချက်ဆိုင်ရဒေတာတခုဆိုရင်လေမမဘူးပေါ့ဗျာ။ကျွညိုကြီးဒါမှမဟုတ်မိမလာကျွန်းမှာမြောက်တရားဖျားဆိုတာတကယ်ရှိပါတယ်။မြောက်တရားဖျားဆိုတဲ့နာမည်ကလေထူးခြားတယ်လို့မျိုးစမ်းကျဲလွန်းလာတဲ့နောက်ခံဇက်ကြောင်းများစွာကြောင့်လေဗုဒ္ဓဘာသာဝင်အများစုတွားရောက်ဖူးမြော့ချင်ကြတဲ့ဖျားစေတီဆိုလည်းဖြစ်ပါတယ်။ မြောက်တရားဖျားကိုဘာလို့နဝတ်တော့ဖျားလို့ခေါ်ဆိုရလဲအဲ့ကြောင့်နဲ့ပတ်သက်ပြီးတော့ကရုံကနီးရွာကြီးမှာတကြီးရွယ်ကိုလူကြီးတွေပြုတ်ပြတဲ့အကြောင်းအရာတွေကလည်းလူစိတ်ဝင်စားစရာကောင်းလာပါလေမြောက်တရားဖျားရင်ငံပိုင်ဦးရှင်ရင်တမိုင်းနဲ့ဆက်ဆက်နေပြီးတော့မွန်ပရင်တွေတကူအာဏာထားခဲ့စဉ်ကာလတွေကမိမလာကျုံအားတည်ရှိနေခဲ့ကြောင်း သိရပြီးမွန်မျိုးစားကြီးမညာစီအားနေထိုင်ခဲ့မှုသောကျွန်းကြီးဖြစ်ကြောင်းကိုလည်းထပ်မံသိရှိခဲ့ရပါတယ်ခင်ဗျာ ကျူးဆက်လာတဲ့မြောက်တရားဖျားစီကြီးကလည်းမိုးမျိုးစားကြီးပညာစီဟာတီထားကိုးကွယ်ခဲ့တယ်လို့အဆိုရှိကြတယ်။ဘိုကလေးနဲ့အနီးတစ်ဝိုက်ကကြေးရွာတွေမှာနေထိုင်သူတချို့ကမင်းမလာကျုံမှာတစ်ခုတ်ဝါကုတ်တွားကြတယ်လို့ဆိုကြတယ်။သူတို့ကတစ်ခုတ်ဝါကုတ်တွားရင်တော်ကြီးမြမဲတွေမှာလမ်းပြောင်းနေခဲ့ကြပါတယ်။အစာရေစာပြက်လက်ပြီးတော့တော်ကြီးမြမဲတွေမှာမြောက်ရုပ်ထုတွေအများကြီးကိုတွေ့ခဲ့ရတဲ့သူတို့လည်းမြောက်ရုပ်ထုတွေများလို့အံဝန်းတွားကြတာပေါ့။အဲ့ဒါနဲ့မြောက်ရုပ်ထုတွေ ဘယ်လောက်တောင်ရှိလဲဆိုတာသိကျင်လာသိကျင်လာရည်သွက်ကြတာဗောဗျာတကောင်းနှစ်ကောင်းဒါမဲ့ဘလို့ရည်ရည်တယောက်နဲ့တယောက်ရည်သွက်မတူတာကိုထူးဆန်းဖွယ်တွေ့ခဲ့ရတယ်တယောက်ရည်လို့ရှိရင်ရည်သွက်ကတစ်မျိုးစီဖြစ်နေအဲ့ဒါနဲ့ထက်ရည်ကြတာဗောဘယ်လောက်လဲအဲ့ဘယ်လောက်လဲ89ကောင်မိကြီးတာဘယ်လောက်လဲငါ94ကောင်အဲ့လိုမျိုးကွာကြတာဗောအဲ့လိုကွာကြတော့လဲသူတို့ကတခုနဲ့မြောက်ရုပ်ထုပေါ်မှာအမှတ်တားလုပ်ကြတဲ့အမှတ်တားလုပ်ရတကောင်ချင်းစီကိုရည်ကြတယ် ဒါပေမဲ့အရေးအသက်တွေကတော့မတူကြပြန်ဘူးထက်ထူးဆန်းတာမြောက်ရုပ်ထုတွေအပေါ်မှာသူတို့လုပ်ထားတဲ့အမှတ်သားတွေကထူးဆန်းစွာနဲ့ပျောက်ကွယ်ကုန်တော့တွေးခဲ့ရတဲ့တဲ့သူတို့လည်းစိတ်ပြက်ပြီးတော့ထပ်ပြီးတော့မရည်တွက်တော့ပဲဆက်လျှောက်လာခဲ့ရထူးဆန်းတဲ့မြောက်တရားဖျားစီတွေကိုတွေးရှိခဲ့ကြတယ်မြောက်တရားဖျားစီတွေအနီးနားမှာလည်းထူးဆန်းစွာနဲ့ခြေတန်ရှိဖုန်းကြီးเจ้าတစ်เจ้าကိုလည်းတွေးခဲ့ကြတယ်လို့ပြန်ပြောကြပါတယ်ဖုန်းကြီးเจ้าကိုတွေးတော့သူတို့ကအာရဝန်တာဆောင်တဲ့ဖုန်းကြီးเจ้าကိုတွားကြတာပေါ့ ခုံကြီးချောင်းကိုရောက်တော့ကြီးညိုစရာကောင်းလို့နဲ့ခုံကြီးကိုတဘာကိုတွေ့ရတဲ့တွေ့တော့အရှင်ဘုရားတပည့်တော်တွေတက်ခုတ်လာရင်လည်းလမ်းပြောက်မျက်စိလေလမ်းမကြီးကိုရောက်လာတယ်ပေါ့ထမင်းမဆိုင်ရတာလဲ၃ရက်ရှိပြီဆိုတာတွေကအဆချီပြီးတော့သူတို့ရဲ့အဖြစ်ပြက်ကိုပြောပြတာပေါ့အဲ့ဒါနဲ့ခုံကြီးကလည်းတယောက်ကိုမပြောသေးတဲ့လုံးစီကျွေးတဲ့တော်တဲ့၃ရက်လောက်ငတ်လာတဲ့သူတွေကလည်းခုံကြီးပြတဲ့မပြောသေးတဲ့ကိုစားပြီးချက်ချင်းပဲအရင်ကအစာငတ်ခဲ့တာတွေယူပစ်လိုက်တယ်လို့ပြောက်ပြီးတော့အင်အားတွေပြတာတဲ့ဖုန်းကြီးเจ้าမှာလဲတကြီးဝါကြီးတွေက လွှမ်းခြုံနေပြီးတော့ရန်ကိုရိတ်အာဝါဒကောင်းလှပါတယ်အဲ့ဒီနောက်မှာတော့ဆရာတော်ကဟဲ့တကတကမတွေတာတာဖျားတာဖူးကြဒီဖျားဖူးရခဲ့တယ်ကွကံပါလို့မင်းတို့ဖူးရတာတာဖူးကြအဲ့လိုပြောလိုက်တော့သူတို့ကလည်းတင်ပဖျားဆိုပြီးတော့တာဖူးကြတာဗောကြာကြာနာနာထိုင်ရှိခိုးတဲ့လူကရှိခိုးရွာပြန်ရောက်ချင်လို့ဆူတောင်းတဲ့လူကဆူတောင်းဗောဆဲလေတန်းခေါင်းလုံးတန်းတွေနဲ့လည်းသူတို့ရင်ထဲမှာအေးချမ်းသွားကြတယ် တို့လူစုလည်းဖျားဖူးပြီးတော့ဘုန်းကြီးကြောင့်ပြန်သွားကြတာပေါ့ဆရာတော်ကဲကွယ်ဒီလန်းအတက်တက်သာသွားနေမဝင်ခင်မင်းတို့ရွာပြန်ရောက်လိမ့်မယ်လို့ပြောတဲ့အဲ့ဒါနဲ့ရွာသားတွေကလည်းဆရာတော်ရှိခိုးပြီးတော့ဆရာတော်နဲ့ရောက်တရားဖျားထူးဆန်းတဲ့မြောင်ရုပ်ထုတွေရှိတဲ့နေရာကိုအမှတ်သားတစ်ချပြုတ်လို့ပြီးတော့ရွာကိုပြန်ခဲ့ကြတယ်ထူးဆန်းတာတကူကသူတို့တွေမြောက်တရားဖျားကနေတော့ထွက်လာတော့မြောက်တွေအော်တန်တွေကိုရုပ်ထုတွေအနားကနေတော့ဆူညံစွာထွက်ပေါ်လာတာကိုကြားလိုက်ရတာပါပဲပြီးတော့ ၃ရက်လောက်ပျောက်ခဲ့ရတဲ့ခီးကိုနိုင်ပိုင်းနဲ့ရွာပြန်ရောက်သွားကြတာပဲရွာပြန်ရောက်တော့အဲ့အကြောင်းပြောပြတာပေါ့လူတွေကအံ့ဩကြပြီးတော့ဆရာတော်နဲ့မြောက်တရားဖျားကိုပူကြဖို့နောက်တနေ့ကျစောစောထပြီးတော့အမတားပြုတ်လုခဲ့တဲ့နေရာကိုတွားကြည့်ကြတာပေါ့ဒါပေမဲ့ဘာမှမတွေ့ရပဲတော်ကြီးမြမေတို့ကတွေ့ရတယ်ဘုံကြီးနဲ့သူတို့ကဘာမှမရှိရုပ်ထုနဲ့သူတို့ကဘာမှမတွေ့သူတို့လည်းနှစ်တော်လောက်ရှာပြီးတော့ဘာမှမတွေ့ရတော့စိတ်ညစ်ပြီးတော့ရွာကိုပြန်လာခဲ့ပါတော့တယ်ထို့နောက် ရွာဦးကျောင်းဆရာတော်ဖြစ်ကျောင်းကုန်စီရှောက်ကြတာဗောအမဆရာတော်ကပြောပြတာပဲအဲ့ဒါမြောက်တရားဖရာလို့ခေါ်တဲ့တကားလေးတို့ကံကြီးသူမှာဖူးမြော်ခွင့်ရတဲ့နောက်ဘဝတဲ့ဖရာဗောဒါဖြစ်အရှင်ဖရာရီတွက်လိုက်တိုင်းအကောင်ကြီးမတူတဲ့မြောက်ရုပ်ထုတွေရောဗာများလဲဖရာအဲ့ကွယ်အဲ့ဒါဖရာရဲ့အဆောက်ရှောက်မြောက်တရားပဲကွယ်သူတို့ကိုတည်ထားခဲ့တဲ့ဗဒါရှင်ဝိဇာတို့ကမြောက်တရားရဲ့နောက်ဆုံးသောမြောက်ရဲ့ဝမ်းပိုက်ထဲမှာသူ့ရဲ့ပြီးမြောက်နေပြီဖြစ်တဲ့ တရားရှင်လုံးနဲ့ကျမ်းပရပိုက်တွေထည့်ပြီးတော့အဋိဒံနဲ့ငါဤဒီတရားရှင်နဲ့ထိုက်တန်သောပါမီရှင်ဝိဇ္ဇာလောင်းသာဤနောက်ဆုံးသောမြောက်ကိုတွေ့နိုင်ပါစေဆိုပြီးတော့တစ္ဆာဆိုခဲ့တဲ့အဲအကြောင်းလဲတကားတကမာတို့ဘလူးကြီးအကောင့်တရားမဖြစ်ပဲနဲ့အမျိုးမျိုးဖြစ်နေတာပေါ့အဲမြောက်တရားရုပ်ထုတွေကလည်းလပြေလောက်ဝင်ကြကြအသက်ဝင်လှုပ်ရှားတယ်လို့လည်းဆိုကြတယ်အရှင်ဖေနောက်ဆုံးသောမြောက်ကိုတွေ့ရောဘလူးလို့ရမလဲဖေအေးမြောက်ရုပ်ထုကိုတွေ့လို့ရည်သွက်တဲ့အခါနောက်ဆုံးသော တရားမြောက်မြောက်ရုပ်ထုကိုတွေ့ရင်တွေ့ပြီဆိုတော့လက်ကိုအရင်လှမ်းဆွဲရတယ်တဲ့အဲ့မြောက်ကအသက်ဝင်ပြီးယုံမယ်လို့ဆိုတယ်ယုံကန့်နေတဲ့အဲ့မြောက်ရုပ်ရဲ့ဘိုက်ကိုထိလိုက်မှဆိုရင်မြောက်ကငြိမ်ကျသွားပြီးတော့ဘိုက်ထဲကနေအန်ဝတ်တစ်ခုပေါ်လာပြီးတော့အဲ့အန်ဝတ်ထဲကနေပေါ့ဗဒါရှင်လုံးရင်ပရပိုက်တွေရမယ်လို့ဆိုတယ်အဲ့ကြဗဒါရှင်လုံးကိုကင်ပြီးပရပိုက်တွေကိုဖတ်လိုက်တာနဲ့ချက်ချင်းထွက်ရလောင်းကိုပေါက်တဲ့ဝိဇာတို့တန်းဖြစ်မယ်လို့ဆိုတဲ့အရန်တူးစားပါလေခင်ဗျာအရှင်ဖျားကိုအဲ့ကြောင့်ဘလို့လို့တိနေရပါလေခင်ဗျာ ထိုအခါအရှင်ဖျားလည်းဘာမှဆက်မပြောတော့ပဲကြွယုံသာပြောနေတဲ့ရွာသားတွေကလည်းဆက်မမီတော့ပဲရွာဦးဆရာတော်ကဥခိုက်ရှိကိုကပြန်ခဲ့ကြပါတော့တယ်ခင်ဗျာယခုအခါနတ်ဝတ်တော်ဖျားကိုပုံစံယူပြီးတော့မြောက်တရားဖျားစီဒီအဖြစ်အတိတ်တီထားကိုကိုွယ်ထားရှိပါကြောင်းအခါအခွင့်တင့်ပါကတခါလောက်လာရောက်ဖူးမြော်တင်ကြောင်းပြောကြရင်ဒီညမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာ thank you